လာပါ We Care for You program မှာကြိုဆိုပါတယ်ကျွန်တော်ဒီနေ့အထူးအစီအစဉ်နဲ့ပေါ့နော်စီဂျိုလူနာများစီဂျိုအထင်းကောင်းမနက်စာကိုဘယ်လိုစားမလဲစားသုံးလို့တင့်တော်တယ်ဆိုတာကိုကျွန်တော်တို့သိရှိရန်အတွက်ဂရဟန်တာဆေးရုံမှာအာဟာရဆိုင်ရာအထူးကူအဲဒေါက်တာမင်းဖူးစုံကိုကျွန်တော်တို့ဖိတ်ခေါ်ထားပါတယ်အဲဒေါက်တာမင်္ဂလာပါမင်္ဂလာပါဆရာ ဒီ we get diabetes အစီအစဉ်လေးကိုကြီးရှိဖနေတဲ့စီတိုလူနာရှင်နဲ့ဒီစီတိုမရှိသေးတော့ညာလဲပေါ့နော်စီတိုယောဂကိုကျမတို့ကာကွယ်ခြင်းနဲ့ပြည်သူလူထုအားလုံးလည်းမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပြစေရှင်ဟုတ်ကဲ့ဒေါက်တာဒီနေ့ကတော့ကျွန်တော်တို့ဒီပေါ့နော်မနက်စာကိုကျွန်တော်တို့စီတိုလူနာတွေပေါ့နော်အဲစီတိုမတက်အောင်လို့ပေါ့နော်ကျွန်တော်တို့ဘယ်လိုမျိုးပေါ့နော်စားသုံးလို့ရတယ်ဆိုတဲ့ဒီအကြောင်းအရာလေးကိုပြဖို့ပြပါဗျာဟုတ်ကဲ့ပါဆရာအရင်ဆုံးကျမဒီ Jesse Intro Boost ဆိုတဲ့ ပြင်သစ်အဇီဝဓာတုပညာရှင်ရဲ့အကူကားလေးနဲ့ကျွန်မအခြေခံပြီးအရင်စပြောပြစီသူကဘာပြောလဲဆိုတော့ကျွန်မတို့တညာလုံး fasting လုပ်ထားတယ်ဘာမှအစာမစားနောက်ဆုံးညစာအောင်ညကို9နာရီ10နာရီအပီးစားပြီးနောက်နေ့ breakfast ဆိုရင်မနက်စာစားတဲ့အချိန်ပါတဲ့ဒီ carbohydrate ဆိုတဲ့ကစီရက်ပါတဲ့အစာစားတွေကိုဘယ်တော့မှအာ naked ဟိုတခုလည်းမစားပါနဲ့အဝိဝိတလို့ဝပီးစားပါပေါ့နော်ဒါသူ့ရဲ့အဲပြောထားတဲ့ NGO ကလို့ကျွန်မအရင်သဘောကြားလို့ထောက်ပါကိုကားပြီးပြောပြစီ ဘာကြောင့်လဲဆိုတော့တော်တော်များများညာအိတ်ဆက်ပြီးထားတာတဲ့အချိန်ကျမတို့ရဲ့ဒီအစာရုံလမ်းကြောင်းမှာအစာအာဟာရဘာမှမရှိသေးတဲ့အချိန်မှာစပြီးစလိုက်တဲ့မနက်စာအရင်အရေးကြီးပါတယ်။ဘာကြောင့်လဲဆိုတော့တညာလုံး fasting လုပ်ထားသမျှအစာမစားတဲ့ဒီအစာရုံလမ်းကြောင်းလေးကိုဒီသွေးရင်းအချို့တက်အဓိကတက်စေမဲ့ carbohydrate ဆိုတဲ့ကစီတက်တွေကိုပဲစပြီးတော့သူ့တမျိုးလေးပဲစားမယ်ဆိုလို့ရှိရင်ကျမတို့အစာရုံလမ်းကြောင်းအဆောက်အဦကကောင်းကောင်းမွန်မွန်နဲ့များများ ရောက်ရှိရတဲ့အတွက်ကြောင့်မလို့ glucose spike ဆိုတဲ့ဇီးတူဟာစားပြီး2နာရီမှာတိုင်းနိုင်လို့ရှိရင်အနိုမင်းတက်သွားမျိုးဖြစ်နိုင်တဲ့အတွက်ကြောင့်မလို့သူကဘယ်တော့မှကစီတဲ့တူဟာအစားအသောက်တွေကိုအဝိဝိတလို့စားပါအဝိမပါဘဲနဲ့မစားပါမျိုးလို့သူကပြောထားတယ်။ဟုတ်ကဲ့။သဘောတရားလေးကတော့တွဲပြီးစားရမယ်အစားအသောက်တွေရှိရစေ။ဟုတ်ကဲ့။အဲ့တော့အထူးသဖြင့်ဥပမာအနေနဲ့ပြရရင်ကျမတို့မြန်မာလူမျိုးတွေမနက်စာမှာကျမစေးတဲ့ဟိုလာပြရင်လည်းစီးချိုလူနာပဲဖြစ်ဖြစ်ပုံမှန်စီးချိုရှိတဲ့လူနာပဲဖြစ်မနက်စာမှာဘာစားလဲလို့မေးမိုးဝင်းကလူနာ၁၀ယောက်မှာ၈ယောက်၉ယောက်လောက်ကတော့ ပါကြရတယ်မွေးငါအောင်လေပြီးတော့စီးကြိုရှိတဲ့လူနာတွေကလည်းများသောအားဖြင့်မွေးငါဆိုကြိုက်နှစ်သက်တဲ့စွာစားကြတယ်အဲ့မှာမှစီးကြိုလည်းအထင်ကောင်းအောင်စီးကြိုမတက်ဘဲနဲ့ဟားပြီးအောင်ဘယ်လိုစားမလဲဆိုတော့ကျွန်မဒီမှာအဝင်းမြပေးခြင်းပါတယ်ဟုတ်ကဲ့ပုံမှန်အားဖြင့်စားတာကတော့ဆရာဒါကတော့ဆရာပြင်ထားတော့စီးကြိုလူနာပဲမဟုတ်ပေမဲ့ဟုတ်ဒါကတော့ကျွန်တော်တာမန်ပေါ့နော်ပုံမှန်မြန်မာလူမျိုးတယောက်အနေနဲ့စားတဲ့မွေးငါပုံစံပေါ့ဟုတ်ပါတယ်ဟုတ်ဟုတ် အဲ့ဒီမှာအဟာရတန်ဖိုးလေးအရင်ရှင်းပြချင်ပါတယ်ဆရာဒီမုံဖက်နဲ့မွေးငါခင်းရင်လည်းကိုကျွန်မတို့စားမယ်ဆိုရင်မွေးငါတစ်ပွဲကကင်လို250ပဲရတယ်အဲ့ဒါငါကောအဲ250ဆိုတော့မစိုးဘောနော်ကင်လို250ဆိုတာကရန်ကင်လို200ရေကျွန်မတို့ပြောလို့တော့မရဘူးဒါပေမဲ့အဲ့မှာဒီတွဲဖက်စားတဲ့အစားတောက်တွေအရေးကြီးရေပေါ့ဟုတ်တယ်ဒါကျွန်တော်တို့အများကြီးမော်နော်မွေးငါစားရင်ဒါထက်စားနေကြရဟုတ်တယ်နော် ဟုတ်တယ်တော်တော်များများအဲ့အကြော်ပေါ့ဘူးတီကြော်ပဲကြော်ဤကြကွေးပါကြတယ်အမပါဘူးလဲမေးတော်တော်များများတချို့တွေကြတော့အဘဲဦး open လည်းမစားကြအောင်မွေးကားကိုစားရင်ငဖယ်လည်းသိမ့်မစားဘူးဒါပေမဲ့တို့အမြဲတမ်းကို10ရောက်လောက်မှာ6ရောက်လောက်ပါတာအကြော်နဲ့တွဲစားတယ်မွေးကားကိုဘူးတီကြော်ပဲကြော်ဤကြကွေးစားချင်ပြန်စားအဲအဲ့လိုစားတာမှန်လားဆိုတော့မမှန်ဘူးစရာသူတစ်ဖြစ်စီးကြိုနဲ့သွေးရင်းကိုလည်းစရောများပြီးတော့ကိုလေးကြီးများရဲ့လူနာဆိုရင် ဒီကကိုလက်စထရောများရတဲ့ဆရာအကျော်ရလေဘူတီကျော်တစ်ခုပဲဖြစ်ဘဲကျော်တစ်ခုပဲဖြစ်ဖြစ်အီကြကွေးမှာ အနည်းဆုံးကယ်လိုရီဆိုတော့ energy ဆိုတော့အဟာရတန်ပိုးကကယ်လိုရီ400နဲ့900လောက်ပါတယ်ဟုတ်ကဲ့အဲ့တော့ဒီမှာ150ဒီမှာတစ်ခုတွေမဲ့400ဆိုတော့ဆရာတက်မနက်စာတခါက600ခန့်900ကျားဖြစ်ကုန်ပြီဟုတ်တယ် and ပြီးတော့ကိုရရှိတဲ့အဟာရတွေလည်းအဟာရတွေတွေးလိုက်လို့ရှိရင်အသားတက်မပါဘူးလေဆရာဟုတ်ကဲ့အော်ပင်းတော့အီဂျာကွေးမှာကစီပဲအဲ့မှာမှာအီဂျာကွေးနဲ့တွဲစားပို့ဆိုးလိုက်မယ်ဆရာဒါဆိုတော့အီဂျာကွေးကဂျုံနိဂျုံလဲဆိုတော့မုတ်ဖက်ကလည်းကစီတက်ဟိုကလည်းကစီတက်ဆိုတော့အီဂျာကွေးနဲ့မုတ်ဖက်နဲ့ငွေငါးနှင်းနဲ့တွဲစားရင်တော့ စီးတူကပိုတက်သွားနိုင်တယ်။ဩနောက်ထပ်တစ်ခုစားတက်လေးရှိရဲ့အလေးချင်းလေးကိုပြောချင်တယ်။နေရလူတွေမိုးငားရဲ့ထမင်းရဲ့တွဲစားရအောင်နော်။ဟုတ်တယ်ဗျာ။ဟုတ်တယ်ကျွန်တော်ငငယ်ကလည်းစားတယ်။ငားကြီးလေးနဲ့ထမင်းလေးထည့်ပြီးတော့လေ။ဟုတ်တယ်။နေရအန်တီတွေဖောဖားတွေဆိုရင်ဒီမိုးငားလေးကိုထမင်းလေးနဲ့စားမှကျွန်မဝန်လေးသွားတာတို့ဟုတ်လို့အဲ့လိုရှိရဲ။အဲ့ဒါကြားရတဲ့စီးတူကအရင်တက်သွားရဲ့ဆရာ။ဩ။ဩဘာလို့ထမင်းရတယ်ကစီတဲ့စီးတူတက်တယ်။ မုံဖက်ကလည်းတစီတဲ့စီးတို့တက်တဲ့ရွက်ကြောင့်မလို့အဲ့လိုတွဲဖက်စားမယ်ဆိုရင်စီးတို့တွေမှာဟာတရအလိုမေးတက်သွားနိုင်တဲ့စားတောက်မှုပုံစံဖြစ်ပါတယ်။ဩော်ဒါပဲဥမာပဲတီးတော့လေကျွန်တော်တို့ပုံမှန်ဆိုရင်အကြော်လေးနဲ့စားမှာဟုတ်တယ်စားကောင်းအဲ့တော့ကျမတော့ပြင်းပြီးစားစီတင်တာကဘိုက်လဲဝအောင်စီးတို့လည်းစားပြီးနှစ်နိုင်မှအရင်မတက်သွားပဲနဲ့မနှက်စားမှာခမပြောသလိုဒီကစီတက်တွေကိုတခုလည်းမစားပါနဲ့ပြောရဲတွဲဖက်အဝိဝိတလို့တွဲဖက်စားပြီးစားရမယ်ဟာရတော့ဘဲဦးဦးဘဲဦးငဖဲဘဲဒီစေနောက်တစ်ခါကပြောဦး စရရဆိုလို့ရှိရင်အမြင်တက်လဲပါအသားတက်လဲပြီးသွားပြီးတော့မိုးရင်းကားတပွဲစားပြီးရင်စီးရုံသမားရီနဲ့စားပြီးနှစ်နာရီတကယ်တော့ဖောက်ကြည့်ကြည့်ပါပဲကြော်နဲ့ထမင်းနဲ့အင်ဂျာဂရင်းနဲ့မိုးဖတ်နဲ့မိုးရင်းကားနဲ့စားပြီးသွားရင်တက်မဲ့စီးရုံနဲ့အိုးပဲဦးနဲ့ငဖယ်နဲ့ပဲတီစိမ့်နဲ့မပြောဦးနဲ့စားပြီးတက်သွားမယ်စီးစုတက်ပုံတန်းဒီတော့မတူပါဘူးဆရာပြီးတော့ရရှိမဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်ရောရောက်ရှိမဲ့အာဟာရတက်တည်လည်းမတူဘူးဆရာအဲ့တော့ဒီလိုပဲသီးစိမ့်လို့မပြောဘူးမှာဆိုလို့ရှိရင်ကျမတို့အမြင်တွေပါတဲ့အတွက်ကြောင့်မလို့ဒီမိုးဖက်ကတက်မဲ့စီးချိုတက်ကိုလည်းထိမ့်ပြီးတယ် ပြီးတော့ open room ကဖေတွေကလည်းအသားတက်အနည်းဆုံး20 gram လောက်ရတော့မဆိုးမဝင်းကဒီလိုမျိုး open room ကဖေနဲ့စားမယ်ဆိုလဲမနက်ခင်းပါတယ်အသားတက်ကိုလုံးလုံးနောက်နောက်ကြွယ်ကြွယ်ဝဝရရှိနိုင်မယ့်ပုံစံဖြစ်တယ်ဘဲဦးကရောတရားဟို အနှစ်ကောဟိုစားလို့ရဟုတ်တယ်ဆရာအဲ good question ပေါ့နော်အဲ့တော့အနှစ်ကတော့ကျမတို့ဒီ American Heart Association က cholesterol ကိုတရက်ကိုစီးရိုးရှိရတဲ့လူတိုင်းမှာ300 mg ပေါ့300 mg ထက်အပိုဆောင်မစားသင့်ဘူးဆိုတော့ဒီဘဲဥကြောက်အနှစ်တစ်လုံးမှာက cholesterol က300 mg လောက်ပါတယ်ဆရာအဲ့တော့ပြောရလို့ရှိရင်တော့အဲ့ဒီမှာအနှစ်ရောတစ်လုံးစားပြီးဆိုရင်တော့ဂျန်တဲ့ချိန်တွေမှာတော့အကာပဲစားပေးပါဆရာအကာမှာအနှစ်ကဲတော့ကုလားရောမပါဘူးဆိုတော့မနေ့ပိုင်းတလုံးစားပြီးတော့ဒါလုံလောက်ဒီနေ့တက်ပြတော့လောက်ဘောနော် အဲဒါဆိုရင်ဒါဆိုမွေးငါးကိုလည်းတော့စီတိုလူနာအနေနဲ့စင်ကြင်ချင်းစားတင်တာပေါ့နော်ကြော်ရဲအများကြီးထည့်စားတာဟုတ်တယ်ရှောင်းရမယ်နော်အမေချုပ်ကတော့ဟုတ်တယ်မင်းထည့်စားချမင်းထည့်စားခြင်းပြီးအီတာကွေအကြော်ပေါ့ဥမာကိုကကိုလက်စထရောအရင်များလို့ဆရာဝန်ကကိုလက်စထရောချရမယ်အစီအစိတ်ရှောင်းတယ်ဆိုရင်တော့ဖူလင်းငါးစားရင် over over ငါဖယ်လေးပြောင်းစားပေးပါလို့တိုက်တော်မလို့ပါတယ်ဟုတ်ကဲ့ခင်ဗျာဒီစီစဉ်ကိုကြည့်ရှုနေတဲ့သူတွေလည်းမနက်စာကျွန်တော်တို့ဒီမြန်မာလူမျိုးတွေရဲ့ကြိုက်နှစ်သက်တဲ့ မွေးငါးကိုအမြဲတမ်းစားတဲ့အခါမှာကျွန်တော်တို့ဘယ်ဟာက ပိုစားတဲ့လဲဘယ်ဟာကပိုမစားတဲ့လဲဆိုတဲ့ဒီဘုရားတရားလေးကိုကျွန်တော်တို့ရမယ်လို့ကျွန်တော်လည်းပါတယ်